်အာဘုန်းကြီးတော့ဒါကိုရဲပါပဲတကားတယောက်ကြောင်းလာတယ်တကားတယောက်ဒါဘုန်းကြီးခဏခဏပြောနေကြပါယောဂီတော့လည်းခုနတရားနာပရိသတ်ပေါင်းသူတော်ကောင်းတော့လည်းတည်တည်ခြင်းလုံးလို့ဗုဒ္ဓနုဒ္ဓရရဲ့အကျိုးတကားတယောက်လာတယ်လာတဲ့အခါကျတော့ဘုန်းကြီးတော့ဒီကမ္မထံအကြောင်းမေးတယ်ဗုဒ္ဓနုဒ္ဓရကိုသုံးရပွားရတယ်ရက်60မှာမေတ္တာဘောတရက်အတုပမရဏနုဒ္ဓရကိုတရက်ပွားပြီးမှတချမ်းနဲ့အာနာပါနာကိုရှုမှတ်ရတယ်ဆိုတော့အဲ့လိုပြောတဲ့အခါကျတော့ဗုဒ္ဓနုဒ္ဓရကတော့တပည့်တော်ရဲ့ကိုယ်တွေ့ပါပဲတဲ့ တပည့်တော်ဟာငငယ်ဟာတဲ့အင်မတန်ဆင်းရဲပါတယ်။အိုးနှထိုးကြီးနေကစာတိနှထိုးကြီးနေရပါသူကဘဝဆင်းဆင်းရဲနေရတဲ့ဘဝမှာတပည့်တော်တဲ့ဒီနေ့ကျတော့ဗောဓိတောင်ဆရာတော်ဘုရားကြီးထံရောက်တယ်တဲ့ဗောဓိတောင်ဆရာတော်ဘုရားကြီးတပည့်တော်ငငယ်တုန်းကတော့ဆရာတော်ကြီးဘယ်လိုနေခဲ့ဆိုတပည့်တော်သိတယ်ပေါ့နော်။သူကြီးွားတဲ့အချိန်တပည့်တော်သူ့ရှိရောက်သွားတယ်။ရောက်သွားတဲ့အခါကျတော့ဗောဓိတောင်ဆရာတော်ဘုရားကြီးကသူကမေးတယ်ပေါ့ဟာဆရာတော် ဒါအလုံးသေးတဲ့အတိုင်းပါပဲဆရာတော်တအားဟိုတော့ဘုန်းကြီးဘုန်းကံတွေလည်းကြီးတယ်ပေါ့ဆရာတော်လုပ်တဲ့ကိစ္စတော်တော်များများကိုလည်းပြီးစေတယ်ပေါ့နော်ဆရာတော်အဆောင်ကောင်းများရှိသလားဓာတ်လုံးများရှိသလားပေါ့ဓာတ်လုံးများရှိရင်တပည့်တော်ကိုဆွတ်ပါဆိုပြီးတော့သူကပြောတယ်ပေါ့ပြောတဲ့အခါကျတော့ဆရာတော်ကသူ့ကိုပြန်မိန်တယ်ပေါ့နော်ဘာဓာတ်လုံးမှလည်းမရှိဘူးအဆောင်ကောင်းဆိုတာကမင်းတခြားမဟုတ်ဘူးကမင်းဗုဒ္ဓနုဒ္ဓိကိုပွားလို့ပြောတယ်ဗုဒ္ဓနုဒ္ဓိပေါ့နော်ဗောဓိတော်ဆရာတော်ဗျာကြီးကပြန်တော်မူမူခင်အထိ2006ခုနှစ်အထိမှာဗုဒ္ဓနုဒ္ဓိကိုပွားတာဆရာတော်ကြီးပွားတာကအရဟံရဲ့ ဗုဒ္ဓရဲ့ဘဂဝါဒီသုံးခုကိုသူကပင်နေထားပြီးတော့ပွားတယ်။အဲ့ဒီမှာပွားတဲ့ကဂရေပေါင်း150တိရှိတယ်။သူပွားတာတနေ့ပေါ်တသိန်းရအောင်အမြဲတမ်းပွားတယ်တဲ့။အဲ့ဒါ2006ခုနှစ်တည်းကဆရာတော်ပွားတဲ့ခါဂရေပေါင်း150လောက်ရှိတယ်တဲ့။နော်။အဲ့ဒီလိုပြောတဲ့အခါကျတော့သူလည်းပဲခုနကတော့ဒါဒီမတန်ခင်တဲ့သူကခုနကရောက်သွားတာဆရာကြီးရောက်သွားတဲ့အခါကျတော့သူ့ကိုပြောပြတာမင်း ငါကတော့ဒီနေ့ကိုတသိမ်းရအောင်ပွားတယ်မင်းလည်းပွားဖို့ဆိုပြီးတော့အဲ့လိုပြောတော့မင်းလိုတဲ့ကိစ္စတော်တော်များများပြီးလိမ့်မယ်ဆိုပြီးတော့မန္တလေးကတကားပါဇာတိကတော့နှထူးကြီးဘက်က "तू ကလည်းဆရာတော်ဘုရားအကြောင်းငငယ်ရသိတဲ့အခါကျတော့ဆရာတော်ဘုရားကြီးဘလို့နေခဲ့တာအခုနေတာနဲ့တအားကွာခြားတဲ့အခါကျတော့ဒါဆရာတော်ကမဟုတ်မဟုတ်ဖန်းနေတော့မပြောတော့ဘူးဒါအကျိုးတူးရှိလို့ဆရာတော်တကယ်ကိုရွေးဖြစ်လို့ပြောတာပဲဆိုပြီးတော့ယုံကြည်နေ तू ပွားတယ်တဲ့ပွားတဲ့အခါကျတော့ तू တော်တော်များများစီးပွားဥစ္စာတွေတက်လာတယ် တက်လာတဲ့အခါကျတော့ကားထုတ်လို့ရေးတွေတော်တော်များများလုပ်တယ်မန်းလေးမှာလည်းရှိတယ်ရန်ကုန်မှာလည်းရုံးခွဲတွေရှိတယ်နော်ဈေးဘဝဥစ္စာတော်တော်များများအတော်တော်များများကိုအဆင်ပြေတာ အဆင်ပြေတာဒါနာမည်ဘုန်းကြီးမပြောတော့ဘူးနော်ဒါကားထုတ်လို့ရင်နာမည်ကလည်းမပြောတော့ဘူးနော်သူ့နာမည်ကိုဒါခုနလိုမပြောတာဆိုကြောညာရောက်မှဆိုလို့မပြောတာပေါ့အဲကြောင့်လို့သူ့ရဲ့ကိုယ်လေးပေါ့ပြောပြတယ်အဲသွားရင်လာရင်တတပည့်တော်ကအခုအကျင့်ပါနေတယ်တဲ့ကားစီးကြီးလည်းကားပေါ်မှာဗုဒ္ဓနုဒတိနေတယ်တဲ့သူ့ရှင်မှာဝန်ထမ်းလုပ်နေတဲ့တက္ကမတွေကလည်းဘုန်းကြီးရှင်เจ้าမှာလာပြီးတော့အမြဲတမ်းဆုံးကန့်နေကြအဲသူ့ရှင်မှာအလုံးလုံးရတာစိတ်ချမ်းသာတယ်တဲ့သူရှင်မှာလောက်ရတာတပည့်တော်တော်ခုနလိုဟိုလိုမျိုးဖိအားလည်းမရှိဘူး။သူကအမြဲတမ်းဂုဏ်တော်နဲ့နေတဲ့အခါကျတော့တဲ့ဟို ဟိုဆူတာတွေငေါက်တာတွေဟိုတခါတည်းစီးပွားရေးကိုနေလန်းငါလာနေမအညာမအားလောက်ရတာလည်းမရှိဘူးစီးပွားရေးလည်းအလိုလိုနေခုနလိုပဲနော်လွယ်လွယ်ကူကူနေဖြစ်တယ်ပေါ့မြေခွက်တွေဝယ်ထားတာသူဝယ်ထားတော့ဟိုအပြင်းပြေဝယ်ထားတဲ့ဟာမျိုးတွေကအခုချိန်ကျတော့တန်ဖိုးတွေတအားကြီးလာတယ်ပေါ့စီးပွားရေးမှာလည်းအဲ့လိုအဆင်ပြေနေတဲ့အကြောင်းကိုနော်တော့ပြောပြတယ်သူ့ရဲ့ဝန်ထမ်းတွေသူကိုနိုင်မှာမဟုတ်ဘူးသူ့ရဲ့ဝန်ထမ်းတွေလည်းပြောပြဘူးအာခေါင်းကြီးတော့ရေးတာမှာတကာတယောက်လည်းရှိပါတယ်နေပြီးတော့ရဲမှုကြီးပါအဲ့ဒီတကာကလည်းဒီတိုင်းမှာပဲ ဇောတော့ကတော့သူကျမ်းမာရေးတွေမကောင်းပါဘူးနှလုံးသွေးကြောချင်းနှလုံးသွေးကြောချင်းတာမှသူကသွေးကြဲဆေးကိုတောက်ရတယ်သူကတနေ့ကို9000ဘိုးလောက်တောက်ရတယ်ဗမာငွေလေးတနေ့ကို9000ဘိုးလောက်အမြဲတမ်းနေတယ်เจ้ามาရောက်တရားထိုင်တရားထိုင်ပြီးတဲ့အခါကျတော့နှတ်လို့ပဲတော်တော်တရားတွေကောင်းအောင်လာတဲ့အချိန်ကျတော့အဲ့ဗုဒ္ဓနုသီရောသူကပင်တယ်ကမ္မထမ်းနဲ့မေတ္တာနဲ့ဗုဒ္ဓနုသီရောသူကအဓိကထားပြီးတော့ပွားတယ်ပွားတဲ့အခါကျတော့မေတ္တာကိုပွားတဲ့အတွက်ကြောင့်သူ့မှာနှလုံးသွေးကြည်လင်ပြီးတော့နှလုံးခုနှလုံးရောကတော့လုံးဝသူပျောက်သွားတယ်ဆေးလဲတော့စရာမလိုတော့ဘူးပေါ့နော် ဗုဒ္ဓံဒုတိယကိုလည်းသူကတားပွားတယ်ပွားတဲ့အတွက်ကြောင့်မလို့သူကနေပြီးတော့ရဲမှုကြီးအငင်းစားယူတဲ့အချိန်လုံးကသူ့မှာပတ်စံမရှိဘူးဒါပေမဲ့အခုအသက်60နှစ်ရှိပြီနှစ်နှစ်လောက်ကမှပင်စင်ယူတော့အခုကျတော့သူအတော်ကြီးကိုခုနကတော့စီးပွားဥစ္စာတွေတော်တော်ဖြစ်နေပြီသူကပြောပြတယ်တပည့်တော်ကဖျားကျွေးတာဖျားကျွေးတာပေါ့နော်တပည့်တော်မှာပြရစရာလုပ်ငန်းမမေရရတော့မရှိဘူးဒါပေမဲ့တပည့်တော်မှာဟိုပတ်စံမရှားဘူးနော်ဟိုเจ้าမှာလည်းအတူအမခံတကာဖြစ်နေပါလေဒါဘုန်းကြီးเจ้าမှာတရားထိုင်ပြီးတော့လက်တွေ့ နော်ခံစားရတဲ့အခါကျတော့ကြည်ညိုပြီးတော့အเจ้าမှာခုနဝေယဝိဆာလှုပ်ပြီးတော့လှုပ်အားရရောငွေအားရောအမှုရောအကြံရောလှုပ်အားပေးနေတဲ့ဟာတွေရှိတယ်။အများကြီးပေါ့အများကြီးပေါ့နော်။ဒါဗုဒ္ဓနုဒ္ဓရဲ့အကျိုးပါပဲ။ပြောစရာတွေတော့အများကြီးရှိတယ်။တီဟောမှာအကံခက်ကလည်းဒီတိုင်းပါပဲ။နရတီဟပတိမင်းရဲ့မင်းရဲ့မိဖုရားမိဖုရားဆောလုံအဲ့ဒီမိဖုရားဆောလုံဟာဒါအာလုံးသိတဲ့အတိုင်းပါပဲ။လူရတီမြေကမ်းမှာမြေအရာဝတီမြေထဲမှာရေကစားကြတဲ့အခါကျတော့ နရတိဟပရိမင်းကအင်မတန်ချစ်တဲ့အခါကျတော့ကြည်စံတဲ့အနေနဲ့သူကအကြည်စားတန်တယ်။ကြည်စားတန်တဲ့အခါကျတော့မိဖုရားဆောလုံးကိုကျန်တဲ့မောင်မတွေကိုရေဖက်ခိုင်းတော့ဗျာ။မွန်းအောင်ပက်ခိုင်းတယ်၊ရင်မွန်းအောင်ပက်ခိုင်းတယ်။ပက်တဲ့အခါကျတော့မင်းကြီးကကမ်းပေါ်ကနေကြည့်ပြီးတော့နေတဲ့အခါကျတော့မိဖုရားဆောလုံးအဲ့လိုနေရတော့မင်းရဲ့လက်ကသူကသဘောကျပြီးတော့ရည်နေတာ။ရည်နေတဲ့အခါကျတော့မိဖုရားကအော်ဒီလက်ချက်ကခုနကလိုမင်းကြီးရဲ့လက်ချက်ပဲတည်တည်ဦးမှာဆိုပြီးတော့တခါလေးစိတ်ဆိုးသွားတာ၊စိတ်တူသွားတာ။စိတ်တူတဲ့အတွက်ကျတော့သူပွဲတော်တည်ရမယ်အလှည့်ရောက်တဲ့အခါကျတော့ ဘင်းယဝန်တတ်ဖို့အဲဒီပွဲတော်ထဲမှာအစိတ်ခတ်လိုက်တယ်အစိတ်ခတ်တဲ့အခါကျတော့နှုတ်လို့ပဲသူကဘုံကံလည်းကြီးတဲ့အခါကျတော့စားကန်ဒီမှာနောက်ကအောက်ကခွေးရဟက်တာပေါ့နော်ချောင်းဆိုးတလို့ခွေးဟက်တာဟက်တဲ့အခါကျတော့အတိတ်နဲ့မေမကောင်းဘူးဆိုပြီးတော့သူ့ရဲ့စားတော်ထဲကဟိုအစာကိုယူပြီးတော့အောက်ကိုခြာကျွေးလိုက်တာခွေးကျွေးလိုက်တယ်ခွေးကျွေးလိုက်တဲ့အောက်ကခွေးရစားတဲ့အခါချက်ချင်းခွေးရတည်သွားတယ်ပြေးသွားတာသူကသိလိုက်တယ်ဒီထက်မှအစိတ်ပါပြီလို့သိတယ်ဒီနေ့ပွဲတော်တည်တာဘသူလဲဘသူတည်တာတော့ဆိုအမိဖုရားဆုံးလို့ပါဗျာအမိဖုရားဆုံးလို့တခါလေးခေါ်ပြီးတော့မေးတယ် နော်ဒီဆွနဒီပွဲတော်တွေဘာတွေထည့်ထားတော့အစိတ်ခတ်တယ်ပေါ့။ဘာဖြစ်လို့လောက်ရတာတော့ဆိုတော့ခုနကခုနကိစ္စတွေပြောပြတော့ပေါ့နော်။ငါကတဲ့ကိုချစ်လို့ခြေစားတာတင်းကခုနကတော့အဲ့လိုဒီရက်ဆက်ရမလားဆိုပြီးတော့တခါတည်းမီးစေတင်မီးရှို့ပြီးတော့တတ်စီဆိုပြီးတော့အမိန်ချတယ်။အဲ့လိုအမိန်ချတဲ့အခါကျတော့ဒီပြားဆုံးလုံးကနော်လို့တေးရတော့မှတေးရတော့မှကျတော့ခုနချစ်ချင်းခုနလိုပဲသူမှအာကိုရမရှိအာကိုရမရှိတဲ့အခါကျတော့ဘယ်နဲ့လုံးတုံးသလိုရှိရင်ကားစင်ဆောက်တဲ့အလုံသမားတွေကို तू ကနည်းနည်း လက်ထိုးပြီးတော့အချိန်ဆွဲခိုင်းထားတယ်တပတ်လောက်အချိန်ရအောင်ချက်ချင်းမပြီးစေဘူးပေါ့နော်တပတ်တပတ်လောက်အချိန်ဆွဲထားတယ်အဲ့လိုတပတ်လောက်အချိန်တွင်းမှာ तू ကဘာလုပ်ဆိုရှစ်ပါးသီလာဆောက်တည်ရဲ့ရှစ်ပါးသီလာဆောက်တည်ပြီးတဲ့အခါကျတော့ तू ကဂုံတော်အနေတိုင်းပွားများပြီးတော့နေတယ်ဂုံတော်တွေကြီးပွားများပြီးတော့နေတာအဲ့လိုဂုံတော်ပွားများပြီးတော့နေတဲ့အတွက်ကြောင့်မလို့ခုနှစ်ရက်ပြည့်တဲ့အခါကျတော့အောက်ကမီးတွေနေမှုထားတဲ့ကားစဉ်ကိုတက်ခိုင်းနေတံပြားတွေပေါ့နော်တံပြားတွေပေါ့နော် အပေါ်မှာတံပြားတွေတင်ထားတယ်နောက်ကလည်းမီးတွေတားထည့်ထားတယ်အရှင်ကောင်းတဲ့အခါကျတော့သူ့ရောအပေါ် တင်လဲတင်ရောသူလဲအဲ့ဒီပေါ်လဲရောမိရတခါညင်ကြသွားတယ်နော်တခါတည်းချက်ချင်းကိုညင်ကြပြီးတော့မိဟာညင်သွားတယ်နော်အဲ့ဒီတံပြားဟာလည်းအင်မတန်မှအခုနော်လို့သူ့ကိုအင်မတန်ပူတယ်ဆိုတဲ့ဟာသူတက်မဲ့တံပြားဟာလည်းဦးနော်တော့ပဲမပူတော့ဘူးတခါတည်းအေးသွားတယ်တဲ့အာနောက်တစ်ချိန်တခါပြန်ပြီးတော့သူ့ကိုတခါပြန်ပြီးတော့ဦးနော်လို့အောက်ဆင်းခိုင်းဆင်းခိုင်းပြီးတော့နောက်တစ်ချိန်ပြန်ကြိုးစားတယ်ပြန်ကြိုးစားတယ်မိအရှင်ကောင်းတဲ့ကသူ့ကိုပြန်တင်မိဒီတခါတည်းညင်သွားပြန်ပြီနော် သုံးကြိမ်တိတိအဲ့လိုလုပ်တယ်သုံးကြိမ်တိတိလုပ်ပြီးတဲ့အခါကျတော့မိဖုရားဆောလုံးကနာအချင်းလေးကိုသူ့ရဲ့ကံတရားဝကြွေးပါလို့ဆိုတော့သူသိပြီသိတဲ့အခါကျတော့ငါသည်ဘောဝတန်တရားဆက်ဆက်ကဒီလိုဝကြွေးဒီလိုမိလောင်ပြီးတော့သိရမယ်ဆိုတော့ကံပါလာလဲဆိုလို့ရှိရင်ဒီတခါတက်တာသူ့ကိုချက်ချင်းမိရလောင်ကျွမ်းပါစေဆိုတော့အဲ့ဒီခါတက်တဲ့အခါကျတော့လောင်ကျွမ်းသွားတယ် နော်သူ့ကိုမတည်မခြင်းလုပ်တော့မှာအားကြောင့်မလို့စောစောကဗုဒ္ဓနုတ္တိရဲ့အရှင်ကြောင့်၃ချိန်တိုင်တိုင်တော့လို့ပဲမိဘုံပေါ်တက်ပေမဲ့မိဟာလုံးဝငြိမ်းသွားတယ်နော်ဒါဗုဒ္ဓနုတ္တိရဲ့ဘာဝနာရဲ့အစွမ်းနေ